ဟာနားမလဲသေးဘူးဆိုတဲ့အတိတ်ပဲလို့ဦးဇင်းထင်တယ်။ဟုတ်ရလား။အေးခုတရားမင်းရဲ့စကားဒီကိုနားလည်မယ်ဆိုရင်တော့လက်မခံနိုင်စရာအကြောင်းမရှိ။ဟုတ်လား။အဲ့တော့လူမိုက်ကိုဒံပေးမှ လူမိုက်ဟာညင်မယ်လို့မတတိကပြောတာ။အဲ့တော့တရားမင်းကဘလို့ပြန်ပြောတာအဲ့တော့သူ့ကိုတီးခံနေခြင်းကိုကပဲသူ့ကိုတအကောင်းဆုံးတားဆီးနေတယ်လို့သူကပြန်ပြောတာ။အဲ့လိုပြောတာကိုမတတိကလက်မခံ။လက်မခံမနဲ့သူကဘာပြောလဲဆိုတော့တရားမင်းနဲ့ တိခံခြင်းမှာကျွန်ုပ်ကတော့အပြစ်တွေပဲမြင်နေတဲ့။နောက်တိခံရတာကောင်းကိုမကောင်းဘူးလို့မြင်နေတဲ့။ဘာဖြစ်လို့လဲဆိုတော့တိခံပြီဆိုလို့ရှိရင် လူမိုက်တွေကရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့အဲ့ဒါအများကြီးလိုက်ပြီးတော့လွှမ်းမိုးကြတယ်အနိုင်ကျင့်ကြတယ်တဲ့။ဒါကြောင့်တိခံတာကောင်းကိုမကောင်းဘူးတဲ့။ကြည့်ပေတတို့အဲ့ဒါကိုသဘောကျလား။အဲ့ဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြမဟုတ်ဘူးနော်။ အဲ့ဒါလိုပြောတဲ့အခါကျတော့တရားမင်းကဘာပြောတုံးဆိုတော့မတတိတဲ့ငါကိုကြောက်တယ်လို့ထင်ရင်လဲထင်တဲ့နော်မထင်ရင်လဲနေဘယ်လိုပဲထင်ထင်ထင်ရင်တဲ့အတိုင်းထင်ကြပါစေတကယ်စင်စစ်အားရှိပါလဲနဲ့အားမရှိတဲ့လူကိုတိခန္ဓာဟာအလွန်မှမြတ်တယ်တဲ့ဟုတ်လားအားရှိပါလဲနဲ့အားမရှိတာအားမရှိတဲ့လူကိုတိခန္ဓာရတာအလွန်မှမြတ်တယ်ဘာကြောင့်လဲဆိုတော့လောကကြီးမှာများသောအားဖြင့်တိခန္ဓာနေကြတာဟာ အားမရှိလို့သိခံနေကြတာများတယ်တဲ့ဟုတ်လားငါကတော့သူ့ကိုနိုင်နိုင်နဲ့အစွမ်းရှိပါလဲနဲ့အားရှိပါလဲနဲ့ငါသိခံနေတယ်ပေါ့တရားမင်းကအဲ့ဒီမှာသူပါဆက်ပြောတော့ဆိုတော့လူမိုက်တည်းရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့ဟုတ်လားအမြဲဒေါသကိုထိမ့်သိမ့်ပြီးတော့သီးခံနိုင်ရင်ဆိုတဲ့ခွန်အားကမှတကယ်အားဖြစ်တယ်တဲ့ဟုတ်လားဒီစကားတွေကပေးတဲ့ပေါင်းတော်တော်အောင်တို့အကျေတဝန်ပြောเสียအောင်အလွန်ကောင်းတယ်ဗျာ ဟုတ်လားလူမိုက်တို့ရဲ့အားဟာတကယ်အားအရှက်မဟုတ်ဘူးတဲ့သီခံခြင်းခွန်အားဒီတာနဲ့တကယ်အားဖြစ်တယ်တဲ့အဲ့တော့လောကကြီးမှာအမျက်ထွက်လာတဲ့လူတယောက်ကိုကိုယ်ကပြန်ပြီးတော့အမျက်မထွက်ဖဲနဲ့နေတာဟာကိုယ့်အတွက်ရောသူ့အတွက်ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးရရောက်တယ်တဲ့ဒါကိုပေးတဲ့ဘောင်သူတော်ကောင်းတို့နားလေစရာအလွန်ကောင်းပါတယ်ဗျာနော်တစုံတယောက်ကကိုယ့်အပေါ်မှာမကောင်းတာကျန်တဲ့အမျက်ထွက်တယ်ကိုကမတုံ့ပြန်မဲနဲ့အမျက်မထွက်ဖဲနဲ့နေမယ်ဆိုလို့ရှိရင် ကိုအမြင်မထွက်ဘူးကိုကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကို तू ကမသိပဲနေမှာမဟုတ်အဲ့ဒါဒီပင်နဲ့သူ့ကိုထပ်ပြီးတော့အမျက်တွေထွက်မလာဘူးရုံမှမှုတွေဖြစ်မလာဘူးသူ့ကိုရက်ဆိုင်ရရောက်တယ် तू ကအမျက်ထွက်လို့ကိုကအမျက်ထွက်မယ်ဆိုရင် तू ကလည်းပြန်ပြီးတော့အမျက်ထွက်ပြီးတော့ဒီဒေါသတန်တရားဒီပြင်းမှမှုတန်တရားဟာဆုံးမှာမဟုတ်ဟုတ်ရဲ့လား तू ကမကောင်းလို့ကိုကမကောင်းဆိုကိုကမကောင်းတော့ तू ကပြန်မကောင်းမယ်ဆိုတော့ဒီမကောင်းတန်တရားကြီးဟာလဲနေတော့မှာဟုတ်ရဲ့လား သူကမကောင်းတာဟာသူ့အပိုင်းကဏ္ဍငါကတော့သူ့မကောင်းခြင်းဒီငါမကောင်းခြင်းရဲ့အကြောင်းတရားမဖြစ်စေရဘူးဆိုတဲ့သဘောနဲ့သူ့သူ့မကောင်းတာကသူ့မကောင်းတာငါမကောင်းတာလို့ရင်ငါကလည်းမကောင်းတာအတူတူဖြစ်သွားမယ်။ဒါကြောင့်ငါကတော့ကောင်းအောင်ပဲနေမယ်ဆိုပြီးတော့သူ့မကောင်းတာကိုမကောင်းတာနဲ့မတူပဲနဲ့မတုံ့ပြန်ပဲနဲ့အကောင်းဆုံးအနေထားနဲ့နေနိုင်မယ်ဆိုရင်ဒါမကောင်းတဲ့စက်ကြီးလဲဖို့အတွက်ကိုကအာမပေးတော့ဘူး။မကောင်းတဲ့စက်ကြီးကိုရက်ဆိုင်ဖို့အတွက် ြည့်လို့ရမရောက်ဘူးလားအင်းအဲ့ဒါဒီပင်လေကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းကျင့်300ရောက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလည်းကျင့်300ရောက်တယ်မတလီတဲ့လောကကြီးမှာအမျက်ထွက်တဲ့လူကိုပြန်ပြီးတော့တုံ့ပြန်အမျက်ထွက်တဲ့လူဟာအဲ့ဒီရှေးအမျက်ထွက်တဲ့လူတွေနောက်ကလိုက်ပြီးတော့အမျက်ထွက်တဲ့လူဟာပို့ပြီးတော့ရုပ်မာတယ်လို့ငါထင်တယ်တဲ့ဒါကလည်းသူကအကြောင်းရှိတယ်အဲ့လိုပြောရတာဟုတ်လားအမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်တာဘာလဲတော့ရုံမာတယ်လို့ငါထင်နေတယ်။ဘာကြောင့်လို့ဆိုတော့ သူ့မှာအမျက်ထွက်လို့စိတ်ဆင်းရဲကိုဆင်းရဲပူပူလောင်လောင်ဖြစ်နေတာကိုကိုတိပါလျက်ကဲနဲ့ဒီမကောင်းတဲ့အမျက်ကိုကိုကဆက်ပြီးတော့လက်တဲ့ခန္ဓာဟာဒါကိုအလွန်မှမိုက်မဲရရောက်တယ်ပေါ့ဟုတ်လားကို့မှာအကောင်းဆုံးရှေ့ကနေပြီးတော့ဒီတရားဟာဒီလိုဒုက္ခတွေပေးတတ်ပါတယ်လို့ဘဝနဲ့ရင်းပြီးတော့ကိုရှေ့မှာလာပြီးတော့တက်တည်ပြနေတာကြီးရှိပါလေကနဲ့မြင်ပါလေကနဲ့ဟုတ်လား ဒီလိုဒေါသမျိုးဒီလိုဒုက္ခပေးတဲ့အရာမျိုးကိုကိုကဆက်ပြီးတော့လက်သင်ခံမယ်ဆိုရင်သူ့ထက်ကိုကပို့ပြီးတော့မိုက်မဲရမရဘူးလားအေးဒါကိုပြောတာနော်တုံပြန်အမျက်ပြန်၍ထွက်မှုရှစ်ထက်နောက်လိုမိုက်တော်ဟူ၏ဆိုတာဟုတ်လားနော်သူမှအမျက်ထွက်လို့ဒေါသတွေဖြစ်လို့ဆင်းရဲနေတာကိုသိပါလေခင်နဲ့ဟုတ်လားဒီလိုဒေါသမျိုးသူ့လမ်းစဉ်ကြီးကိုပဲကိုကဆက်ပြီးတော့လိုက်မယ်ဆိုရင်ကိုကမိုက်ရမရဘူးလားရောက်တယ်အဲ့ဒီမှာသူကဘာဆက်ပြောတော့ဆိုတော့ သူအမြတ်ထွက်တာကိုကိုကအမြတ်မထွက်ဘဲနဲ့သီးခံနိုင်မယ်ဆိုရင်တော့သင်္ကာမေဇိတိဒုစရအလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲတွေကိုအောင်နေလို့ဆိုရမင်းတဲ့ဟုတ်လားပေးတဲ့ပေါင်းတော်ကောင်တို့စစ်ပွဲဆိုတာအောင်ဖို့မလွယ်ပါဘူးဟုတ်လားတစ်ဖက်ကလည်းတိုက်ခိုက်နေတာပဲလေဟုတ်လားအေးအဲ့ဒါလို့ဆိုရင်အောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်နေဆိုတာဘာလဲနော်သီးခံနိုင်ခဲ့တဲ့အရာကိုသီးခံလိုက်နိုင်တာဟာအောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်တာပဲ ဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ပေါင်းသူတော်ကောင်းတို့တရားမင်းကဗာလိတော်ဆက်ပြောထားရုံတို့တော့နော်အဲ့ဒါလိုတိခဏတဲ့ပုဂ္ဂိုလ်ကမိမိအတွေ့ရောသူတော်ဘာအတွေ့ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးနေတာကိုပဲမိုက်မဲတဲ့လူတွေကဒီတိခဏတဲ့လူကိုအလကားပါဒီလူဟာလူအပါလူမိုက်ပါလို့အပြစ်တင်ကြသေးတယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ပေါင်းသူတော်ကောင်းတို့တိခဏချင်းတရားဆိုတာကတကယ်တမ်းလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်။ဟုတ်ရဲ့လား။အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်။ဒါကြောင့်သူတော်ကောင်းကြီးတွေကနော်စေကပုံလေးတစ်ခုရှိတယ်မို့လား။တင်းချင်းခံနိဗ္ဗာန်ရောက်ဟုတ်လား။အဲ့ဒါတကယ်နိဗ္ဗာန်ရောက်မယ်တဲ့။တင်းချင်းခံနိုင်လို့ရှိရင်။ဘာပဲဖြစ်ဖြစ်တင်းချင်းခံနိုင်ရင်တကယ်နိဗ္ဗာန်ရောက်မယ်။သီလတမာတိပညာနာခန္တီပရာဏကာရဏနော်ကောင်းပြီဆိုတဲ့သီလတမာတိပညာသူတော်ကောင်းတရားတွေဟာ တိခဏ်ဉ္ဉ်ကိုအခြေခံပြီးတော့မှအကြောင်းပြုပြီးတော့မှ ဖြစ်နိုင်တာတဲ့ဟုတ်လားတိခဏ်ဉ္ဉ်ဆိုတဲ့ပရဏအကြောင်းတရားမရှိဘူးဆိုရင်တိလာလည်းမဖြစ်နိုင်ဘူးတမာတိလည်းမဖြစ်နိုင်ဘူးပညာလည်းမဖြစ်နိုင်ဘူးအထိလောက်ထိတောင်ပေးတဲ့ဘောင်တူတော်ကတော့သဘောပေါက်ဖို့လိုတယ်နော်အေးဒါကြောင့်တိခဏ်ဉ္ဉ်အကျင့်တရားကိုတတ်နိုင်တယ်များကျင့်သုံးဖို့လိုတယ်ဒါနဲ့ဘာတွေကိုတပြည့်လိုတိခဏ်ရမှာတော့ဘဝမှာဘာတွေကိုတိခဏ်ရမှာတော့အချင်းချုပ်ကလေးပြောမယ်ဗျတိတ္တပ္ပဥဏ္ဏတ အေးကိုတီးခံရမယ်အပူကိုတီးခံရမယ်တဲ့အတိခန္ဓာကိုကြီးဟာဒီရာတိဥတုအပူအေးကိုဘယ်လိုမှရှောင်လို့မရအောင်ဟုတ်လားအေးလို့သာစိတ်တုံမယ်ပူလို့သာစိတ်တုံမယ်ဆိုလို့ရှိရင်ကိုကရင့်ကျက်ရမရောက်တော့ဘူးဟုတ်တယ်မဟုတ်လားဉာဏ်ကြီးရမရောက်တော့ဘူးကိုကစိတ်တုံလို့လည်းပဲအေးဓာကြီးကပူမသွားသလိုပူဓာကြီးကလည်းအေးသွားမှာမဟုတ်ဘူးဟုတ်ရလားအဲ့ဒီတော့တီးခံခြင်းအဖြစ်သားလည်းကိုဟာနားလေတဲ့လူရင့်ကျက်တဲ့လူအတိညာရှိတဲ့လူလို့ဆိုရမရောက်ဘူးလားရောက်တယ် ါကြောင့်အပူကိုတိခါရမယ်အေးကိုတိခါရမယ်။နောက်ပြီးတော့ဇိကိစာယပိပါဒါယဆောင်းလောင်မှုသိခြင်းကိုတိခါရမယ်။ဟောခန္ဓာကိုယ်ကပြေးလာတဲ့ပြဿနာပါ။ဆောင်းလောင်မှုသိတယ်ဆိုတာဘိဒဘောတောင်းလို့ရှောင်လို့မရဘူးနော်။ရှင်တန်းနေတယ်ဆိုတာကအာဟာရတည်းတွေကိုကုန်ခန်းစေခြင်းလောင်ကျွမ်းစေခြင်းဖြင့်ရှင်တန်ရတာကိုအဲ့ဒီအာဟာရကိုအမြဲတမ်းထည့်ပေးရမယ်ပေါ့။ဟုတ်ရဲ့လား။ဒါကိုဆာလောင်လာလို့မှုတ်သိမ့်လာလို့ကိုဟာတိမခံနိုင်ဘူးဒေါသဖြစ်မယ်ဆိုရင်မိုင်မဲရာရောက်မယ်ပေါ့ ုတ်လားအေးနောက်ပြီးတော့ဒန္တမကတဝါဒတပတ္တိတပတ္တဖတ္တနာမဲ့ချင်းရင်လေနေပူမွေကင်းတန်းတို့ရဲ့အတွေ့ကိုတီးခံရမေးတဲ့ဟုတ်လားလေပူတိုက်လာတဲ့နေတွေပူလာတဲ့ချင်းတွေကြိုးတွေတန်းတွေပိုးကောင်မွားကောင်တွေရှိတယ်ဟုတ်လားဒါတွေကိုလူ့ဘဝကြီးမှာရှောင်လွဲလို့မင်းရောအဲ့ဒါကိုမလုပ်ရမလို့တီးခံရပဲနောက်ပြီးတော့ဦးဇင်းတို့ဒုရုဒ္ဒနံဒုရာကတနံဝဆနပဋ္ဌာနံ ပဝန်းကျင်ကကိုယ့်အကြောင်းမကောင်းပြောလာတဲ့အတန်တွေကိုလည်းပဲသိခံနိုင်ရပေတဲ့ဘလုံးမလက်တွေ့ကြတဲ့ဟောပြောချက်တွေနော်ဒီကိစ္စဒီမိုင်းကြီးများဟုတ်ရလားပဝန်းကျင်ကကိုယ့်ကိုမကောင်းပြောလာတဲ့စကားအတန်တွေကိုဟာရှောင်လို့မရဘူးကိုယ်လည်းပဲသူများအကြောင်းပြောချင်ရပြောသလိုသူများကလည်းကိုယ့်အကြောင်းပြောချင်ရပြောမှာပဲဟုတ်လားသူများပါဇက်ပေါက်ကိုလိုက်ပိတ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့တွေ့ကြုံလာတဲ့အဲ့ဒီအခြေအနေကိုသိခံခြင်းအားဖြင့်သာလျှင်ကိုယ်မှချမ်းသာအောင်ကြိုးစားအထောက်ကြရမှာ ဟုတ်ရဲ့လားအေးနောက်ပြီးတော့ဘာကိုသိခံရမှာလို့ဆိုတော့ဒီခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့ဥပ္ပန္နနာတရိတိကန္နဝေဒနာနာတိဗ္ဗာနာခရဏံကတုကန္နအတ္တဒါနာအမနာပါနာပါဏဟရဏအဓိဝါဒကဇာတိကောဟောတိတဲ့ဒီခန္ဓာကိုယ်ကြီးက ဖြစ်ပေါ်လာမဲ့အလွန်မှပြင်းထန်တဲ့ခါးပြီးတဲ့ပူလောင်တဲ့နော်ယောဂါတို့ကြောင့်ဖြစ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဆိုတာတစ်ချိန်မှတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်ရဲ့လား ပါဏဟရဏံအသက်ကိုတောင်နှုတ်ယူသွားနိုင်သည့်အထိပြင်းထန်ဆိုးရတဲ့ဒုက္ခတွေကိုဒကာမတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကတနေ့မှပေးလာပါဟုတ်လားပြရလာပါအဲ့ဒီအချိန်မှာမလုပ်နိုင်အောင်ကြိုးစားရမလို့ဒီခန္ဓာအောင်ကြိုးစားရမယ်ဒီခန္ဓာကိုယ်ကြီးကပဲဆင်းရဲဒုက္ခကြီးလာပါပြီဆိုတာကိုပဲ ဖြစ်စေအောင်ပါဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပေးတဲ့ဘောတော်တော်တို့မြတ်စွာဘုရားကတော့ဒေသနာတော်အတိအသီးမှာအဲ့ဒီအကျဉ်းမြအဖြစ်အချက်၅ချက်ကိုတိခံရမယ်လို့ဟောထားတယ်နော် အပူအေးကိုတိခါရမင်းဆာလမုတ်သိချင်းကိုတိခါရမင်းဥကောင်မွားကောင်လေးဘူးနေဘူးတို့ရဲ့တန်ကိုတိခါရမင်းနော်ပဝန်းကျင်ကပြောလာဆိုးလာတာတွေကိုတိခါရမင်းခန္ဓာကိုယ်ကအမျိုးမျိုးဖြစ်လာတဲ့အဆင်မပြေမှုတွေကိုတိခါရမင်းအဲ့ဒါလို့ဘာတွေပဲတွေ့လာလားအဆင်မပြေမှုမှန်တယ်များကိုဒေါသမဖြစ်စေပဲနဲ့ကြီးကြီးတာတာနားလည်မှုအပြည့်နဲ့တိခါနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မှကြီးမြတ်တဲ့မင်္ဂလာရှိတယ်လို့ဆိုရမယ် ဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တိခဏနိုင်ရင်မင်္ဂလာရှိတယ်တွေ့ကြုံလာတဲ့အခါမှာတိမခဏနိုင်ဘူးဆိုရင်မင်္ဂလာပြတ်တယ်ဟုတ်ရဲ့လားဒါကြောင့်ဒါလေးကိုလည်းပဲမင်္ဂလာတရားတွေရဲ့အဆုံးတိုင်းအဆုံးတိုင်းမှာနားလည်ဖို့လိုမယ်နော်အေးအဲ့တော့ဦးဇင်းတို့ဒီကနေ့မင်္ဂလာတရားက၄ပါးတောင်ပြောမှဆိုတော့ဒီတိုင်းဆိုရင်တော့ရှည်လိုက်မယ်ဒီနှုတ်တိုင်းတော်လို့မရ